မဲမင်္ဂလာပါနော်ဆာရေးဆရာအငိမ့်စားထောင်းရရှိတူရေးသားတဲ့ကျွန်တော်အင်္ကာတာအထုံးမွားဆိုတဲ့ဖြစ်မှန်ဝတ္ထုလိုလေးတစ်ပုဒ်ကိုဖတ်ပြပေးမယ်နော်ကျွန်တော်အင်္ကာတာအထုံးပွားဆာရေးသူအချင်းဦးစီဌာနကိုဘလို့ဘလို့ရောက်လာတလဲဆိုတာပြန်စင်းစားလို့မရဘူးထောင်းမှာအတိလဲမရှိဘူးမိတ်ဆွေလဲမရှိဘူးအမျိုးလဲမရှိဘူးအဆက်အသွယ်လဲမရှိဘူးဘာအဆက်အသွယ်မှမရှိဘဲနဲ့ ထောင်ရောက်လာတာကို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 အလွန်အံ့ဩမိတယ်။မျက်စိလာတယ်ဆိုပါတော့ဗျာ။စာရေးသူចောင်းသားဘဝ9တန်း10တန်းလောက်မှာဟင်္ဒရာခရန်ကွန်မြူနစ်ပါတီရုံးကပြန်လာမဟုတ်ဘူး။ဟင်္ဒရာခရန်ကွန်မြူနစ်ပါတီမှာကလည်းအမျိုးတွေကများတယ်။လေတီကွင်းကညီအကိုရင်းစကားရန်ကတဲတန်းကအကိုရီအမရင်း နောက်ကျွန်တော်တို့အပိုင်းတွေကညီအကိုဦးလေးသားချင်းတွေအမျိုးတွေဟင်္ဒရာခရံကွန်မြူနစ်ပါတီမှာတော့အားလုံးကတော့အမျိုးတွေကြီးပါပါပဲဗျာ1946 1948ခုနှစ်လောက်ကပေါ့ကွန်မြူနစ်တွေတော့မကိုသေးဘူးကွန်မြူနစ်ပါတီရုံးကကျွန်တော်တို့အပိုင်းထဲမှာတိုင်ကြော်ဆိုပါတော့ဗျာအဲ့ဒီပါတီရုံးမှာက ကိုမျိုးအံ့ ကိုအောင်တိန်ခေါ်ရဲပေါင်ဖုံးမြင်နောက်အကိုတော်တဲ့အလင်းရောက်ကိုမမောင်ကြီးနောက်ကိုတင်သူတို့ကတော့ဟင်္ဒရခရိုင်ကွန်မြူနစ်ပါတီမှာ ခရိုင်အဆင့်ကော်မတီခေါင်းဆောင်လူကြီးတွေပေါ့ပါတီရုံးမကအမြင်နေ9ယောက်10ယောက်လောက်ရှိတယ်မိုးချုပ်တာတော့ကိုမျိုးအဲ့လို့လူကြီးတွေထမင်းမဆရသေးတော့ကျွန်တော်တို့လူငယ်ចောင်းသားတွေက အပိုင်းထဲမှာရက်ွက်ထဲမှာတိမ်တက်တိမ်ဆင်းနဲ့ထမင်းရှာပြီးကျွေးရတယ်။ဒါလောက်အစင်းရဲ့အပင်မခန်းပြီးတိုင်းပြည်အတွက် နိုင်ငံရေးလှုပ်တဲ့ကိုမျိုးအန်တိုကိုကျွန်တော်အလွန်ကြည်ညိုခဲ့တာအားကြီးလေးစားခဲ့တာအဲ့ဒီဟင်္ဒရခရိုင်ကွန်မြူနစ်ပါတီရုံးမှာက အကူမမောင်ကြီးတို့ညုတ်ကိုရီသူ့နှမမမကြီးအောင်ပါသေးတယ်အကူမမောင်ကြီးက ဟင်္ဒရခရိုင်ဖက်စစ်တော်လင်းကြီးခေါင်းဆောင်ပေါ့။မြန်အောင်တခင်ချစ်မောင်နဲ့ကရဲဘော်ရဲဘက်ဖက်စစ်ဂျပန်တွေကိုအတုလက်တွဲတော်လင်းခဲ့ကြတာ။အကူမမောင်ကြီးလဲကွန်မြူနစ်ထဲရောက်သွားလို့တခင်ချစ်မောင်နဲ့အတူတူကြံခဲ့ရင်လည်းပဲဝင်းကြီးဖြစ်မှာ။နောက်ပြီးကျွန်တော်တို့အပိုင်းနဲ့ကဝစ်လုံတော်ရရှင့်နေဥပခင်းရသား ိုခင်မဦးကကျွန်တော်အမဝမ်းခွဲမမမြင့်နဲ့အိမ်အောင်ကြတယ်ကျွန်တော်အမမမမြင့်ညမညွညွမမမြင့်ရဲ့မောင်အကိုကြီးတို့လည်းကွန်မြူနစ်တွေဖြစ်ကုန်ကြတာပေါ့ကျွန်တော်ငယ်ငယ်16နှစ်18နှစ်သားရွယ်မှာကွန်မြူနစ်ဖြစ်တာစမ်းသလားဗျာတက်နီတေနာပတိဘူအောင်မင်းရဲ့ဇနီးမမမြင့်ညမညွညွကအ ဟင်္ဒရာခရိုင်ကွန်မြူနစ်ပါတီနဲ့ကျောင်းသားတမကမှာတက်တက်ကြွကြွဆောင်ရွက်နေတော့1948ခုနှစ်မက်စလာမှာကွန်မြူနစ်တွေတော်ခိုးတော့တော်တဲ့ရောက်သွားတယ်။မြဝကျွန်းပေါ်တိုင်းတွင်တာဝန်ထမ်းဆောင်နေစဉ်ဗဟိုမှခေါ်ယူသဖြင့်1968ခုနှစ်ကုန်ကာနေတွင်ဘကိုးရိုးမှဘာကပဌာနချုပ် သခင်တန်းထွန်းထန်ရောက်သွားပြန်နဲ့ပြီးကင်းပြန်ဘိုးထွန်းညင်ရချေမုံရရင်1968ရှစ်လ30ရက်နေ့၌ဘိုးထွန်းညင်ရင်ကိုဓာတ်နဲ့ခွဲလိုက်အသည်နှလုံးကိုလည်းအပြင်သို့လှိထုတ်လိုက်ဘိုးထွန်းညင်ဤနှလုံးဆက်ဆက်တုံနေတယ်နောက်ဆုံးတွင်ရဲဘော်ညွညွနဲ့တက်နေအမျိုးသမီးများသည် ထွန်းငိမ့်နှလုံးသွေးဖြစ်ခြေဆေးလျက်အောင်ပြီးအောင်ပြီးဟုအစွမ်းကုန်ကြွေးကြော်အော်ဟစ်လျက်ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတယ်။ရဲဘော်မမညွန့်ညွန့်သည်1968 6/19ရက်နေ့တွင်တမ89စစ်ကြောင်းတရင်105ကဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကိုဒုရယအကျယ်အနီးကပ်ဝင်ရောက်တိုက်ခတ်ရတယ် တက်နေအမျိုးသမီး9ယောက်ခန့်နဲ့အတူကြာဆုံးသွားခဲ့ရသည်။သူတောမခုမီအတူတူပါတီနဲ့တမကရင်လုံနေကြစဉ်အခါတုန်းကသူကအလွန်တက်ကြွတယ်။ကျွန်တော်လောက်တာကိုင်နာကိုအမရသဖြင့်ကျွန်တော်အားရဲဘော်စိန်ထေးနင်းထမိန်ဝှထားတဲ့ကျွန်တော်ကိုအခုလိုပြောသွားတဲ့ရဲရဲတောင်းညွညွအခုတော့မရှိရှာတော့ပါဘူးဗျာမောင်နှမတွေဆိုးတော့ နှမတရအနေနဲ့လဲစိတ်မကောင်းဖြစ်မိတယ်။တိုင်းပြည်အတွက်လဲဆုံးရှုံးမှုတစ်ခုရဲ့လို့နှမျောမိရဲ့ဗျာ။မနက်မိုးလေးရင်ကျွန်တော်တို့ចောင်းသားတွေကွန်မြူနစ်နေစဉ်သတင်းစာကိုပိုက်ပြီးတိမ်တက်တိမ်ဆင်းရောင်းနေ။ကွန်မြူနစ်တွေအရေးပိုင်းယုံဝိုင်းပြီးဆန္ဒပြတုံးကကျွန်တော်တို့ကရှေ့ကပေါ့။အဲ့ဒီတော့ကကျွန်တော်အဖေးကအရေးပိုင်းယုံမှာဘီးလေးဆေးကြီး ကျွန်တော်မြင်သွားတဲ့ရုံကလူတွေကကျွန်တော်အဖေကိုတွားပြောကြတယ်။ကျွန်တော်အဖေကကျွန်တော်ကိုလာကြည့်တယ်။ဘာမှတော့မပြောဘူး။ကျွန်တော်အဖေကဘယ်ပြောမလဲ။ကျွန်တော်ဖေဖေငငယ်တုန်းကသခင်ကျော်ဟင်း။ကျွန်တော်တို့ကသခင်ဘားစိန်နဲ့အမျိုးရင်းကြီးတွေ1938ခုနှစ်ဘိုးအောင်ကျော်ကြာဆုံးတော့ကျွန်တော်ဖေငိုလိုက်တာကျွန်တော်အခုထိမှတ်မိနေသေးတယ်။ ဲ့ဒီချိန်တုန်းကကျွန်တော်ကြောင်းလဲမှန်မှန်မတက်ဘူးကြောင်းသားတက်မကအလုတ်တွေနဲ့နေစင်းနေရတာနဲ့နေကမြို့ပေါ်ရောက်တော့လဲပါတီမှာပဲအချိန်ကုန်တယ်အိမ်ကိုလည်းမရောက်ဘူး1946ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာဦးဝမ်းမောင်ဦးစိုးရှိန်ဦးအေးတို့ခေါင်းဆောင်ပြီးပြည်လုံးကျုပ်ပလိတ်တွေတပိတ်မှောက်ကြတယ်စက်တင်ဘာ15ရက်မှာ စာတိုက်အလုံသမားများတပိတ်မှောက်တယ်စက်တင်ဘာ23ရက်မှာတပြီလုံးအစိုးရအမှုထမ်းဘောင်းဆောင်တပိတ်မှောက်တယ်တပြီလုံးចောင်းသားတွေလည်းတပိတ်မှောက်တယ်ကျွန်တော်တို့ဟင်္ဒရာကចောင်းတွေအလုံးဖုံးကြီးចောင်းမှာမကြမ်းတပိတ်မှောက်ကြတယ်ကျွန်တော်လည်းအဲ့ဒီအချိန်တုန်းကဟင်္ဒရာကရင်အထက်တန်းចောင်းမှာចောင်းနေတော့ခုနှစ်တန်းចောင်းသားပဲရှိသေးတယ် အဲ့ဒီចောင်းမှာចောင်းသားတမကဖွဲတော့ကျွန်တော်ကအထွေထွေအတွင်းရင်မူကျွန်တော်တို့တပိတ်စကန်းကဟင်္ဒရာငါးမျက်နှာဖျားဥညွဓမ္မယုံမှာဟင်္ဒရာခရိုင်ចောင်းသားတမကဩခရာကကိုအောင်သိန်းလူငယ်ရေးရတော်ရင်းပြန်ဘိုးဝင်လင်းညကိုတွေပေါ့အတွင်းရင်မူကကိုဆန်းရင်ကျွန်တော်ကပြန်ချရင်နဲ့စီယုံရင်မူကျွန်တော်တို့ចောင်းသားတွေတပိတ်မှောက်နေတော့ ကွန်မြူနစ်ပါတီကကျွန်တော်တို့တပိတ်စကမ်းမှာလာပြီးနိုင်ငံရေးစီးရီးတင်တန်းတွေပြီးတယ်အဲ့ဒီတင်တန်းကိုကျွန်တော်နဲ့ចောင်းသား၃ယောက်တက်ခွင့်ရတယ်တင်တန်းဆရာတွေကတော့ကိုမျိုးအန်အလင်းရောက်မောင်မောင်ကြီးနဲ့ရဲဘော်ဖုံးမြင့်ခေါ်ကိုအောင်သိန်းတို့ဖြစ်ပါတယ်ကိုမျိုးအန်ကတီပေါခေါင်းဘက်မှာရဲတွေနဲ့တွေ့လို့တိုက်ပွဲဖြစ်ရင်ကြာသွားတယ် 1969ဆန်းလောက်ကပေါ့သူနဲ့အတူဗဟိုကော်မတီနှစ်ယောက်လည်းပါသွားတယ်ဘိုးဖုံးမြစ်ခေါ်ကိုအောင်သိန်းကတော့ဘကိုးယူမဗဟိုအထိပါသွားပြီ1968ခုနှစ်ထဲမှာကြသွားတယ်အလင်းရောက်ကိုမောင်မောင်ကြီးကတော့55ခုနှစ်လမ်းစဉ်တမ1956ခုနှစ်ထဲမှာပဲအလင်းဝင်လာခဲ့တယ် ကျွန်တော်တို့ဟင်္ဒရခရိုင် ပါတီယုံကို အမျိုးသမီးနှစ်ယောက်ရောက်လာတယ်တက်နေရဲမေတွေပေါ့တယောက်ကမတ်အရွှေနဲ့တယောက်ကမတ်အဘီသူတို့နှစ်ယောက်လုံးအင်ကပူနယ်ကမတ်အရွှေကရဲဘော်ဘိုးဖုံးမြင့်ခေါ်ကိုအောင်သိန်းနှစ်မအရင်နောက်တယောက်မတ်အဘီက ဟင်္ဒရခရိုင်လူငယ်အစည်းယုံက ပါတီကိုသူတို့ရောက်လာကြပြီးနောက်တော့မတ်အပီကကိုမျိုးအပ်နဲ့အိမ်အောင်ကြတယ်။မတ်အရွှေးကရဲဘော်တင်းင်းနဲ့အိမ်အောင်ကြတယ်။မတ်အပီရောက်လာတော့ကွန်မြူနဲ့ပါတီနဲ့လူငယ်အစည်းအရုံးတို့ပြဿနာဖြစ်ကြတယ်။မတ်အပီကလူငယ်အစည်းအရုံးဝင် သူ့ကိုဟင်္ဒရာလူငယ်အစည်းအရုံးကလက်တံမွေပြီးမြှောက်စားထားတယ် အဆစအလွန်တက်ကြွတဲ့အမျိုးသမီးတူသူကွန်မြူနစ်ထက်ကူးလာတော့ဟင်္ဒရခရံလူငယ်အစည်းယုံကဥငွေဆိုးလို့မခံမရနိုင် ဖြစ်ကြပြီးဆွေ့ဆွေ့ခုံကြတယ်မတ်အဘီကို ပါတီယုံနဲ့သူတို့ဝင်ရှားတော့နောက်ဖေးပေါက်ကထုတ်ပြီးကျွန်တော်မိဘအိမ်အပေါ်ထပ်မှဟွက်ထားခဲ့ရတယ်1945ခုနှစ် ဧပြီလ9ရက်နေ့မှာလွတ်လပ်တော့မဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးသောတိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကျင်းပပြုလုပ်တယ်။အဲ့ဒီရွေးကောက်ပွဲမှာဟင်္ဒရာကအမတ်ကိုစလဲနှစ်နေရဖာစာပလကဝင်းရောက်ရှင်ပြိုင်မဲ့အမတ်လောင်းတွေကတော့ဟင်္ဒရာဥမြနဲ့ဥတင်ထော့သူတို့နဲ့အပြန်အရွေးခံနာကာ ကိုမြူနဲ့ပါတီကဟင်္ဒရာသာတက်နေပူအောင်မင်းရွေးကောက်ပွဲမတိုင်ခင်တလားလောက်ကစားပြီးဘူအောင်မင်းအနိုင်ရရှိရေးအတွက်မဲဆွယ်တရားပွဲတွေမှာကျွန်တော်တို့ចောင်းသားတွေအမြင်လိုက်ရတယ်လက်ကန်းစားဆောင်နေဝေးတယ်ကိုမြူနဲ့နေစဉ်သတင်းစာလည်းရောင်းပေးရတယ်ဘူအောင်မင်းတရားမဟုတ်ခင်ရဲဘော်ထွန်းရှင်းက တောင်တူတဲ့တမတချင်းဆိုတယ်တချင်းစာသားကလောကကြီးမှာလူမှန်တမျှစားကြပါတဲ့စံကိုဘသူစိုက်တယ်ဒို့တာစိုက်တယ်ဒို့တာမစိုက်ရင်ကဘာမြေတလွှားရှိကြပါတဲ့လူတွေသာဖြစ်မယ်ငတ်မယ်ပြက်မယ်အဲ့ဓာရီရှုမြော်တွေးလို့ငတ်မယ်ဘေးကလူရဲကိုလည်းဒို့ကြံဆောင်ကားရင် အတင်းဝင်ဆိုင်မယ် အတင်ဝင်းဆိုင်မယ်တိုင်းရင်ဒို့စော်မယ်ဒို့အောင်စီကွယ်ဟီလာယောက်ျားဘာသာလေးလေးတမက်ကလမ်းညွန်ရလိုက်မယ်အောင်ပွဲကိုတပွဲပြီးတပွဲသာဆက်ကနှွဲယူမယ်အလွန်စိတ်တက်ကြွเสียကောင်းတဲ့တချင်းမှာဗျာတချင်းကလည်းကောင်းဆိုတဲ့ရဲဘော်ထွန်းရှင်ကလည်းအဆိုးကောင်းဟန်နဲ့ပန်းနဲ့လက်သီးလက်မောင်းတမ်းပြီးဆိုတာ လူတွေကဘိုးအောင်မင်းမဲဆွဲတရားထက်ရဲဘော်ထွန်းရှင်ရဲ့တောင်သူလေသမားတချင်းကိုပို့ကြိုက်ကြတယ်ကျွန်တော်တို့ကလမ်းဆုံလမ်းကွာ လူစီတဲ့နေရာထိုးရက်လာရင်ဝိုင်းအောင်လာပြီးနားထောင်ကြတော့တာပဲဘိုးအောင်မင်းက အောင်ဆန်းအက်တလီစာချုပ်တည် လုံးဝလွတ်လပ်ရေးစာချုပ်မဟုတ်1948ခုနှစ်ဇန်နဝါရီလ28ရက်နေ့တွင် လန်ဒန်၌လက်မှတ်ရေးထိုးကြသည့်အခါသခင်ပါစိန်နှင့်ဂလုံဦးစိုးတို့သည် စာချုပ်တွင်လက်မှတ်မထိုးကြ။ KNU စောပါဦးကြီးလက်စာချုပ်ကိုလက်မှတ်မထိုး။ဗမာပြည်ကွန်မြူနစ်ပါတီသည်နိုင်ငံခြားတပ်များထွက်ခွာပေးရန်နှင့် တိုင်းပြည်ပြည်ပြုတ်လွတ်တော်သို့ အချုပ်အချာအာနာလွှဲပြောင်းပေးရို့ကိုကျွေးကြော်ကအောင်ဆန်းအတ္တလီစာချုပ်ကို ဝေဖန်ထောက်ပြဟောပြောကြတယ်အောင်ဆန်းအတ္တလီစာချုပ်ပါ အာနဲ့ဂျက်များကိုအကျဲချဲ့၍မဲဆွယ်တရားဟောကြတယ်။ဥတင်ထွတ်သည်အင်္ဂလိပ်လက်ပါစီအရင်ရှင်။သူ့ကိုမမပေးပါနဲ့။ဟင်္ဒရာဥမြနဲ့ ကျွန်တော်ဟင်္ဒရာသားကိုမဲပေးကြပါလို့အတီလင်းဟောပြောစည်းရုံးကြတယ်။အဲ့ဒီရွေးကောက်ပွဲမှာတော့ကျွန်တော်တို့ဟင်္ဒရာတာတက်နေဘိုးအောင်မင်းမရှုမလအပြတ်အသတ်နဲ့ရှုံးနေဗျာ1948ခုနှစ်မတ်လ28ရက်ကွန်မြူနစ်ပါတီတွေတော်ခိုးတော့ဟင်္ဒရာចောင်းသား9ယောက်ပါသွားတယ်ကျွန်တော်ကြံခဲ့တယ် တော့ခိုကနှိမဇနီးလောက်နဲ့တွေ့တယ်။ကျွန်တော်သူ့ကိုပါတော်တယ်ခေါ်တယ်မလိုက်နိုင်ဘူး။ဒီတော့ကျွန်တော်ကြင်ရစ်ခဲ့တာပေါ့။ကျွန်တော်တစ်ဆက်ဖောက်အချောင်သမားဘွဲရလိုက်တယ်။ကျွန်တော်ခြေမငိမ့်ဘူး။ခြေမငိမ့်တော့ကျွန်တော်အမေကကျွန်တော်အတွက်စိုးရိမ်တယ်။တနေ့ကျွန်တော်အိမ်ရောက်တော့ဘေးရင်ဆီယာမကလည်းရောက်နေတာနဲ့ကျွန်တော်ကိုဘေးရင်ကြည့်တယ်။ ကျွန်တော်အမေကကျွန်တော်ကိုမောင်စိန်ထေးလာအောင်တဲ့ဒီမှာခဏထိုင်စမ်းတဲ့ကျွန်တော်ရဲဘော်တွေကအပြင်ကနေကျွန်တော်ကိုစောင့်နေကြတယ်သူတို့နဲ့တွားစရာရှိတယ်နောက်ပြီးကျွန်တော်ကဘေးရင်နေဘာရီယုံနာမဟုတ်ဘူးဘေးရင်ဆီယာမကအသက်40လောက်လက္ခဏာပါကြည့်တတ်တယ်ကျွန်တော်ကလည်းမမြန်ပြီးအောင်ဆိုးပြီးပြီးပြောသဘောနဲ့မွေးနေမွေးလာမေးမွေးရက်တွေကိုပေးလိုက်တယ် လက်ဝါးမှာဖြန့်ပြလိုက်တယ်။အမေကလည်းအနားမှာထိုင်နေတော့ထသွားလို့မရဘူး။ဘေးရင်ဆီယမကကျွန်တော်ကိုဘေးရင်တွက်ကြည့်တယ်။လက္ခဏာလည်းကြည့်တယ်။နောက်ပြီးဟောတော့တာပါပဲဗျာ။ကျွန်တော်ကိုထောင်ရောက်ဖို့မြင်နေတဲ့။ထောင်မှာအမှုထမ်းဖြစ်ရင်ဖြစ်အမှုထမ်းမဖြစ်ရင်အကျဉ်းသားထောင်သားဖြစ်ရမယ်တဲ့ကျွန်တော်အတော်ဝမ်းသာသွားတယ် အမှုထမ်းဖြစ်ရမယ်လို့ဟောလို့ဝန်တာတာမဟုတ်ဘူးအကျဉ်းသားဖြစ်ရမယ်လို့ဟောလို့ဝန်တာတာကျွန်တော်လုံနေတာကနိုင်ငံရေးကွန်မြူနစ်ပုံမှန်ငါးနဲ့ကတော့ကျင်းတည်အဖန်ခံရတော့မှာပဲလို့ထင်းပြီးထောင်နဲ့မရောက်ရအောင်လုပ်တော့တာပါပဲဗျာအဲ့ဒီတုန်းကကွန်မြူနစ်ဆိုပြီးပုံမှန်ငါးနဲ့အဖန်ခံရရင် အလွန်ခုံရှိတယ် နိုင်ငံရေးဂုံတက်တယ်။ဒါကြောင့်ကျွန်တော်အလွန်အဖမ်းခံချင်တာ။အဖမ်းခံရအောင်လို့တော်ခုသွားတဲ့ကွန်မြူနစ်တွေចောင်းသားတွေနဲ့ချင်းတွေ့တယ်။သူတို့ခေါ်ရင်တော်တဲ့အထိသွားတွေ့တယ်။စုံတော့တွေကလည်းကျွန်တော်တို့နောက်ခေါက်ခေါက်ကိုလိုက်နေရတာပါပဲ။မဖမ်းလည်းမဖမ်းကြပါဘူးဗျာ။ဗီရင်ဆီယာမကနောက်တစ်ခါထပ်ဟောသေးတယ်။ အသက်18နှစ်ကျော်ရင်အိမ်တောင်ကြဖို့မြင်နေတယ်။ကျွန်တော်အသက်18နှစ်ကျော်1948ဆန်းမှာပဲအိမ်တောင်ကြခဲ့တယ်။ဘီရင်ဆီယာမဟောတယ်နှစ်ခုမှာတော့အသက်18နှစ်ကျော်ရင်အိမ်တောင်ကြမယ်ဆိုတော့ဟောကင်းကတော့ဓာတ်ထီကိုမှန်သွားတယ်ဗျာ။နောက်တစ်ခုထောင်မှာ အမှုထမ်းဖြစ်ရင်ဖြစ် အမှုဒဏ်မဖြစ်ရင်အကျဉ်းသားဖြစ်ပြီးထောင်ထဲရောက်မယ်ဆိုတာကတော့အကောင့်ထဲမပေါ်သေးဘူး။အိမ်အောင်ကြတော့အလုရှာရပြီပေါ့ဗျာ။နိုင်ငံရေးကွန်မြူနစ်စိတ်ကတော့မကုံသေးဘူး။တော်နေကတော့အဆက်အသွယ်မပြတ်ရှိနေတော့မယ်။ညီအကိုတွေအမျိုးတွေတငယ်ချင်းတွေအလုံးကတော်တဲ့ရောက်နေကြတယ်မဟုတ်လားစေရန်အောင်တော်ပထမ1950ခုနှစ်ထဲ ဟင်္ဒရာတရားရုံးမှာရှေ့ဘက်ဆက်ရည်ဝင်လောက်တယ်ဆက်ရည်လုံနေတော့1952ခုနှစ်ထဲမှာ ထောင်မှုတွေခေါ်ရားနဲ့လက်တဲ့စမ်းတဲ့သဘောအပြင်းပြေလျှောက်လွာသွားပြီးကောက်ရေးပြီးတင်လိုက်တယ်အချင်းဌာနမင်းကြီးရုံးကတလားလောက်ရှိတော့လူတွေ့အစ်စ်ခံမှုခေါ်တဲ့စာရောက်လာတယ် ထောင်မှာအမှုထမ်းဖြစ်ရင်ဖြစ်ဆိုတဲ့ဟော့ကင်းကတော့မှန်တော့မှာလားပေါ့အဲ့ဒီတော့ကကျွန်တော်ကအလွန်ချူကြတယ်လူကလည်းပိညာညောင်းနဲ့တီးပြီးရုံထောင်မှုအရွေးခံမှုရန်ကုန်အကျဉ်ဌာနမင်းကြီးယုံသွားတော့ပိန်နာလူမသိအောင်အထဲကအင်ဂျီတွေ၃လေးတက်ဝစ်သွားရတယ်။နောက်ပြီးတိုက်ပုံဝစ်ပြီးဖုံးရတော့တာပေါ့။ကျွန်တော်အကျဉ်ဌာနမင်းကြီးယုံကိုမသွားတက်ဘူး။ ရန်ကုန်ကိုတခါမှမရောက်ဘူးတော့ကမာရွတ်မှာတဲပြီးတငယ်ချင်းကမင်းကြီးုံလိုက်ပို့ပေးရတယ်ကျွန်တော်ကိုလိုက်ပို့ပေးတဲ့တငယ်ချင်းနဲ့အတူမင်းကြီးုံကိုရောက်သွားတယ်ကျွန်တော်ရောက်တော့ကျွန်တော်လိုထောင်မူးဖြစ်မဲ့သူ၄၅ရောက်လောက်ရောက်နေကြတာတွေ့ရတယ်နောက်တဖြည်းဖြည်းနဲ့ရောက်လာကြတာနက်နက်၁၀နာရီထိုးတော့လူ90လောက်ဖြစ်သွားတယ်လူစုံပြီဆိုပါတော့ ထောင်မှုစာမေးပွဲလူတွေ့ဖြေဖို့ရောက်လာတဲ့လူတွေကဂိုင်ကောင်ဆိုင်ကောင်ရှိုးကအပြည့်နဲ့စတန်အမျိုးမျိုးနဲ့တချို့ကဘောင်းဘီနဲ့နတ်တိုင်းနဲ့ဘူလိုဝစ်လာကြတယ်။တချို့ကကျွန်တော်လိုဗမာဆန်ဆန်တိုက်ပုံးနဲ့တချို့ကတော့ရိုးရိုးပဲပစိုးဝယ်ပြီးရှက်အင်ကြီးလက်တိုးနဲ့လက်ရှင်နဲ့သူတို့ပြောတဲ့စကားတွေကိုနားထောင်လိုက်တော့ မင်းကြီးနဲ့အမျိုးလို့ပြောတဲ့သူတွေကပြောတယ်။ရုံးဝင်တောင်းတဲ့အမျိုးလို့ပြောတဲ့လူကလည်းရှိတယ်။နောက်ပြီးကျွန်တော်ကကောလိပ်ကျောင်းသားတဲ့အင်တာစီနီယာတက်နေတယ်တဲ့။သူ့အဖေနဲ့မင်းကြီးနဲ့ကတငယ်ချင်းတွေတဲ့။ကိုလုံးကိုပေါ့တွေကလည်းကြည့်လိုက်တော့ဘလာကောင်းကောင်းတောင်းတောင်းတင်းတင်းကျွန်တော်ကိုကျွန်တော်ပြန်ကြည့်လိုက်တော့ ပိန်ညောင်းညောင်းရှုနာရှိုက်ကုန်သူတို့နဲ့ရှင် ကျွန်တော်ထောင်မှုဖြစ်ပုံမလွဲဘူးကိုကိုကိုထင်းနေငါရမှာမဟုတ်ဘူးဆိုပြီးအလိုလိုအားငယ်လာတယ်စိတ်သက်ကြလာတယ်ငါလာမိတာမှားလေခြင်းပေါ့ဒီတော့ကျွန်တော်ကလိုက်ဖို့တဲ့တငယ်ချင်းကိုပြောတယ်တငယ်ချင်း ီလူတွေနဲ့ငါရှင်ဘလို့မှရမှာမဟုတ်ဘူးဒီတော့ဝင်းအရွေးမခံတော့ဘူးပြန်ကြမယ်ကွာလို့တငယ်ချင်းကကျွန်တော်ကိုမင်းနေလို့မှကောင်းရဲ့လားတဲ့မင်းယူနေသလားတဲ့ဟင်္ဒရာကပဲထောင်မှုစာမှုဝဲကိုဖြေဖို့ရန်ကုန်ကိုရောက်လာပြီအခုမင်းကြီးရုံးကိုတောင်ရောက်နေပြီဒီအထိရောက်မှတော့မပြေရဘူးရရင်လဲအမျက် မရရင်လည်းမင်းဝင်ဖြစ်ရမယ်လို့မတည့်ရက်နေတယ်ကျွန်တော်ကိုအတင်ဆွဲပြီးထိုင်ခိုင်းတယ်ကျွန်တော်ကအတင်ပြန်ထတယ်လာပါကွာငါဝင်ဖြစ်လို့လည်းရမှာမဟုတ်ပါဘူးငါဝင်မဖြစ်ကျွန်တော်ဘူးပြန်ကြရအောင်ကွာလို့ထက်ပြောတော့သူကလက်မခံဘူးဒီရောက်မှတော့ဝင်ကိုဖြစ်ရမယ်ပြန်ထိုင်ဆိုပြီးကျွန်တော်လက်ကိုဆွဲပြီးအတင်ထိုင်ခိုင်းပြန်တယ်ကျွန်တော်ပြန်ထိုင်ရတယ် ကျွန်တော်မျက်နှာတီလေးနဲ့သူတို့ကိုမချီရဲဘူးသူတို့ပြောတဲ့စကားတွေကကျွန်တော်လိုက်မမီဘူးကောလိပ်ចောင်းသားတွေကြီးပဲကျွန်တော်ကအိုင်အေးကျွန်တော်ကဘီဆိုတဲ့စကားတန်တွေကကျွန်တော်နားထဲကိုစောင့်ဆောင်ပြီးတော့ဝင်လာတယ်ဝင်လာတဲ့ကျွန်တော်အားငယ်ရတယ်ကျွန်တော်ကောလိပ်ចောင်းရောက်ဖို့မပြောနဲ့မြင်တော့မမြင်ဘူး ကောလိပ်ចောင်းသားဆိုအလိုလိုကုထက်တာရဲဆိုပြီးအထင်ကြီးနေတယ်လေမိမကအရင်ရတယ်ဆယ်ရန်းကနောက်မှအောင်းတော့ကောလိပ်နဲ့ဝေးသွားတော့တာပေါ့နန်းနဲ့ဆယ်နာရီခွဲခန့်၁၇နာရီခန့်မှတော့ရွေးချယ်ရေဘုတ်လူကြီးတွေရောက်လာကြတယ်ခလီကားကတယောက်တက်လာလိုက်တယောက်ကအဲ့ဒါငါ့ဖေရဲ့တငယ်ချင်းကွာဆိုပြီးကြွားတဲ့သူကရှိသေးတယ် အဲ့ဒီလိုသူတို့ကကြွားလေကျွန်တော်အားငယ်ပြီးမဖြေတော့ပဲထားပြန်ခြင်းနဲ့စိတ်တွေပေါက်လာတယ်စိတ်အားကငငယ်မျက်နှာတေးကလေးနဲ့ဖြစ်နေရတယ်မကြဘူးကျွန်တော်တို့ကရင်ចောင်းကဆရာဦးစောအောင်ပခေကားကတက်လာတယ်ဦးစောအောင်ပတက်လာတော့ကျွန်တော်တငယ်ချင်းကဟိုမဟိုမဒိုးစရာသူအဖွဲနဲ့ပါတယ်ထင်းနဲ့တငယ်ချင်းမင်းကျင်းတီထောင်မှုဖြစ်ပြီကွာ လို့ဝမ်းသာအာရအော်ပြောတော့ကျွန်တော်ကဟိတ်ကောင်တူတူပြောပါကွာဘေးကလူတွေကြားကုန်ပါမယ်လို့ဝမ်းသာအာရနဲ့ပြုံပြုံလေးပြောလိုက်မိတယ်အားငယ်နေရကအားရှိလာတယ်ရာဂိုင်တော့အပြည့်တော့မဟုတ်သေးဘူး50 50ဆိုပါတော့အဲ့ဒီနေ့ကလူ90လောက်ခေါ်ထားတယ်ကျွန်တော်အထက်ကလူ20လောက်တွေ့ပြီကျွန်တော်အလှည့်ရောက်လာတယ်ကျွန်တော်အခန်းထဲဝင်သွားတယ် အဖွဲ့ဝင်၅ယောက်လောက်လို့ထင်တယ်။အဖွဲ့ခေါင်းဆောင်က ကျွန်တော်တို့ဆရာဦးစောအောင်ပါ။သူကအလဲကထိုင်းနေကျွန်တော်ဝင်သွားတော့ဆရာကကျွန်တော်ကိုမှတ်မိတယ်။ပြုံးချီပြီးထိုင်ပါတဲ့။ကျွန်တော်ကိုဆရာဦးစောအောင်ပါကပဲစမိတယ်။မင်းဟင်္ဒရာတရားရုံးမှာဆေးရုံနေရမကောင်းဘူးလားတဲ့။ထောင်မှုလုံးနိုင်ပါမလားတဲ့။ ထောင်မှုကလူဆိုးလူမိုက်တွေအုပ်ချုပ်ရတာမင်းလုံနိုင်ပါမလားတဲ့ကျွန်တော်ကလုံနိုင်ပါတယ်လို့ဖြေလိုက်တယ်ကျွန်တော်ကိုဆရာဦးစောအောင်ပါကမေးပြီးနောက်အဖွဲ့ဝင်တွေကလည်းမေးကြတယ်အထဲမှာ15မိနစ်ခန့်ကြာခဲ့တယ်ကျွန်တော်ဟင်္ဒရာကကရင်အထက်တန်းကျောင်းမှာနေတော့ကဆရာဦးအောင်ပါဟာကျွန်တော်အတန်းမှန်ဆရာ ကျွန်တော်နိုင်ငံရေးလိုလိုကွန်မြူနစ်လိုလိုကရင်ចောင်းမှာចောင်းတာတမကဖွဲတော့ကျွန်တော်ကအတွင်းရေးမူသူကဆရာနောက်ဆရာဥအောင်ပါက KYO ကရင်လူငယ်အစည်းအရုံးတမတကြီးဥမန်းဝင်းမောင်တို့အဖွဲ့ရောက်သွားတယ်ចောင်းဆရာက ထွက်ပြီးနိုင်ငံရေးဝင်လို့တယ်အခုဆရာက အလौဒမဝင်းကြီးဌာနမှာ ါလီမန်အတွင်းဝင်ဖြစ်နေတယ်။နောက်ဝင်ကြီးအထိဖြစ်သွားတယ်။ကျွန်တော်ထောင်မှုဖြစ်ရမယ်ဇာတာကပါလာတယ်လေ။ဘေရင်ကလည်းဟောထားတယ်မဟုတ်လား။ထောင်မှာအမှုထမ်းဖြစ်ရင်ဖြစ်အမှုထမ်းမဖြစ်ရင် ထောင်ကျအကျဉ်းသားဖြစ်ရမယ်တဲ့။ဆရာဂျေဆုကြောင့်ကျွန်တော်ထက်အစာပေါင်းများစွာတားတဲ့သူတွေကိုကြောပြီး ကျွန်တော်ထောင်မှုတင်နှံတက်ဖို့အရွေခံရပါတယ်ဗျာကျွန်တော်ထောင်မှုတင်တန်းတက်ဖို့ရန်ကုန်ဆင်းခဲ့တယ်ထောင်မှုတင်တန်းတက်ရမှာကအင်းစိန်ထောင်မှာဒရင်သွားဖို့တော့အင်းစိန်ထောင်ကြီးကိုမြင်လိုက်ရင်ပဲလန်သွားတယ်လို့ခံစားမိရဲ့ဘူးဝတကားကြီးကလည်းအနေမဟုတ်အညိုမဟုတ်အပုတ်ရောင်ကြီး အုတ်ရိုးတွေကလည်းမဲမဲကြီးရင်ညှိတွေအားတက်နေတယ်။ဘလို့ကြည်ကြည်ကြက်တွေမရှိဘူး။တကားကြီးမှလည်းခေါင်းငုံဝင်ရတဲ့တကားအသေးလေးလည်းရှိရဲ့။မလွယ်ပေါက်ပေါ့။တကမာကြီးမှကြားကောင်းကြီးရှိတယ်။အဲ့ဒီကြားကောင်းပါဆက်မှာငါးမူတန်လုံးနဲ့လှုပ်ထားတဲ့လက်ကင်ကွင်းအဲ့ဒီလက်ကင်ကွင်းမှာ နှစ်လက်မှမူလီတန်လုံးကြီးကတတ်ထားပြန်တယ်။ဝင်မယ်ဆိုရင်အဲ့ဒီတန်ကွင်းကိုကိုင်းပြီးခောက်လိုက်ရင် အထဲကတကားလာဖွင့်ပေးတယ်။အဲ့ဓာရီကြည့်ပြီးကျွန်တော်ထောင်မှုလို့ဖို့အတော်စိတ်ပြက်သွားတယ်။ငါနဲ့တော့ဖြစ်မယ်မထင်ဘူး။ဟင်္ဒရာပြန်ပြီးစိတ်ရည်လုံးနေတာပဲကောင်းမယ်လို့တရင်မဖို့ပဲပြန်ရင်ကောင်းမလားအောင်စဉ်းစားသေးတယ်။တော့တရင်ပိုးတော့ ကျောင်းအုပ်ကြီးကထောင်မှန်ကြီးဥမမောင်တင်ဒုရိယကျောင်းအုပ်ကြီးတင်တန်းမှုကဆရာဥပတော်သူတို့ကကျွန်တော်ကိုခြေဆုံးခေါင်းဆုံးအပြက်မြန်အလှန်လှန်ကြည့်ပြီးဟင်ဒီပုံးနဲ့ထောင်မှုလာလို့ရသလားပေါ့ထောင်အကြောင်းကိုလည်းလေးလာခဲ့ပုံသိမှတ်ပုံမရှိဘူးဘယ်သူကများမြှောက်ပေးလိုက်တယ်လဲပေါ့သူတို့စိတ်ထဲမှာတော့အခုလိုတွင်းနေမယ်ထင်တယ်ဗျာ ျွန်တော်တို့ထောင်မူတင်တန်းကို1952ခုနှစ်ဇွန်လထဲမှာဖွင့်တယ်။တင်တန်းသား25ယောက်တင်တန်းအပတ်စဉ်3 1952ခုနှစ်နိုဝင်ဘာလထဲမှာတင်တန်းဆင်းတယ်။ကျွန်တော်တို့ကိုစခေါ်တော့3လတင်တန်းဆိုပြီးခေါ်တယ်။တင်တန်းရောက်တော့6လဖြစ်သွားတယ် 6လဆိုရင်မတက်ဘူးဆိုပြီးတချို့တင်နန်းသား3ယောက်ထွက်သွားတယ်။တင်တန်းမှာ22ယောက်ပဲကျန်တယ်။မနက်စောစောမှတော့ကျန်းမာကြီးလေးချင်ကန် PD နေ့လယ်မှတော့ J menu သင်ငန်းစာညနေမှာတော့စည်ရေးပြနဲ့အားကစားအဲ့ဒီထောင်မှုတင်တန်းမှာကျွန်တော်မလိုက်နိုင်တာကမနံပိုင်း PD ကျမ်းမာကြီးလေးချင်ကမ်းမယ် စထွက်ကလေးကအင်းစိန်ထောင်ကြီးကိုပတ်ပြေးရတယ်။အင်းစိန်ထောင်တပတ်ဟာ တမိုင်နဲ့လေးဖလုံးရှိတယ်။တပတ်လောက်ကိုတော့ပြေးလိုက်နိုင်တယ်။လေးငါရဲ့ရှိတော့တပတ်ကနေတပတ်ခွဲဖြစ်သွားတယ်။တပတ်ခွဲပြေးရတဲ့အထိကျွန်တော်လိုက်ပြေးသေးတယ်။နောက်လေးငါရဲ့ရှိတော့ထောင်ကြီးကိုနှစ်ပတ်ပတ်ပြေးရတယ်။ကျွန်တော်ကစရေးကလာတာဘာကျမ်းမာကြီးမှမလုပ်ခဲ့ဘူး။ လေကိုယ်တောင်ပြင်းပြင်းရွှင်မောမဆိုးလို့ဖြည်းဖြည်းရှူတာထောင်ကြီးနှစ်ပတ်ပြေးရတော့ကျွန်တော်မပြေးနိုင်တော့ဘူးမလိုက်နိုင်တော့ဘူးကျွန်တော်စဉ်းစားတယ်ဒီထောင်မှုတင်တန်းကိုငါပြီးဆုံးတည်အထိတက်နိုင်ပါမလားလို့ကျွန်တော်အမျိုးမျိုးဘဲဘဲညာပြန်စဉ်းစားပြီးကျွန်တော်ဆုံးဖြတ်လိုက်တယ်ငါတင်တန်းဆက်မတက်တော့ထောင်မှုအလုတ်ကျန်းကျန်းကိုငါမလုတော့ဘူး ငါကနုနုဆိုတော့ဖြစ်မှာမဟုတ်ဘူးဆိုပြီးတင်တန်းကာလနှစ်ပတ်ကြာကြာမှာထွက်စာတင်းပြီးကျွန်တော်ထောင်မှုတင်တန်းကအပြည့်အပိုင်ထွက်လာခဲ့တယ်အပိနာဆင်ပြီးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတော်ဂျေစုအာချီအများကြီးပဲတင်ပါရနော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်